EMF ဖန်ကိုအော်ပီနာစင်ဝင်းရံလျက်ရှိကြတော့ဒေါ်လန်မိဘပြည်သူကလစ်ကာများအလုံးမင်္ဂလာပါဒီကနေ့မှာတော့ကျွန်တော်တင်ဆက်ပေးနေတဲ့ဆီယာမာကျူးရေးသားထားသောကျမရှိသောနိုင်ငံဆိုတဲ့စာအုပ်ထဲကအယ်နီညိုအခန်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့အယ်နီညိုကိုအရင်ကအကြဘူးပြီးသားသူတွေလည်းရှိမယ်အမကြဘူးသေးတဲ့သူတွေလည်းပါကောင်းပါနိုင်မယ်အဲကျွန်တော်ကိုယ်တိုင်လည်းအယ်နီညိုအကြောင်းကိုတကကနနမသိသေးဘူးအဲ့ဒီတော့ကြောင့်ဆီယာမာ ဘလူရီမြောက်ဝီရေးသားထားတယ်ဆိုတော့ကိုနားဆင်ကြည့်လိုက်ပါစို့နော် တဘောဟာဘီဒုက္ခဆိုတော်တော်များများဟာလူသားတွေရဲ့နှစ်ကာလကြာရှည်စွာမတိကျွတ်ပြုမှုကြောင့်လို့ဆိုကြတယ်။ကျမရှိသောနိုင်ငံဂျူအခန့်တော့အယ်နီညိုတမီရေအခုအန်တီတိုက်ခန်းမှာအเจ้าအဖြူကလေးတကောင်ရောက်နေတယ်။ငငယ်ကလေးပေါ့။နှစ်လသားသုံးလသားအရွယ်ရှိမယ်ထင်ပါရဲ့။တကိုယ်လုံးလေးပါဖြူဖွေးနေလို့သူ့ကိုဖြူဖွေးလို့နာမည်ပေးထားတယ်။ အန်တီတငယ်ချင်းအန်တီခိုင်လေးစီကတောင်းထားတာလေသမီးဒီကိုရောက်ရင်တွေ့ရပါလိမ့်မယ်ချစ်စရာလေသမီးရဲ့မယုတ်ဖတ်တာကြောင့်ဖြစ်တဲ့ breaky ဆက်တဲ့သုတ်ကို ပြန်ဆပြီးရွတ်တာလေးရမြောင်နေမှာပဲဒီကြောင်လေးကို ခေါ်လာခဲ့တော့တာပါပဲကြီးစရာများဖြစ်နေမလားမသိဘူးနော်ကိုဟာကိုလည်းမလုံးမလဲဖြစ်မိရဲ့ကျွတ်မထောင်းခြင်းကြောင်မမွေးခြင်းနဲ့အန်တီအတွက်နောက်ဆုံးနီလန်းအဖြစ် မေတ္တာသုံးတဲ့ခန္ဓာသုတ်ကိုရပ်ဖတ်ဖို့ပဲအကြံရသွားခဲ့တယ်လေမေတ္တာသုံးတဲ့ခန္ဓာသုတ်ကိုယူမတော့မထူးတော့ပါဘူးပီကြီးဆက်တဲ့သုတ်ပဲယူလိုက်တာကောင်းပါတယ်ပေါ့မေတ္တာသုံးတဲ့ခန္ဓာသုတ်ကိုယူပြီးတရဝရီကိုမေတ္တာပို့နေတဲ့အချိန်မှာအင်ကကြွက်ကလေးတွေကိုစိတ်ကတာတာကဲကဲရည်စူးလိုက်တာပေါ့လေ စေရနာမမှန်လို့လားမသိဘူးသမီးရေလေးရကြတဲ့အထိကြွက်တီးကွက်စီကွက်စီလုံနေကြတော့မဲစိတ်ကလည်းမချေတော့ဘူးပေးရွတ်တယ်ဆိုတာတဏီအဖြစ်တော့စိတ်ထားဖြူဖြူစင်စင်ထားပြီးဘလာစိတ်တသက်နဲ့ဒရဝရီကိုမြစ်တာပို့တာမျိုးပဲကိုကြွက်တီးကိုပြေးစေခြင်းလို့ပရိတ်ရွရပြီးဆိုကြတဲ့ကဘဲမာလာပြီးစေရနာမှန်တော့မှလဲစေရနာမမှန်တော့မြစ်တာမထီရောက်တော့ဘူးနဲ့တူပါရဲ့ရွတ်တဲ့လူကိုယ်တိုင်ကတိလမစင်ကြဲပဲကိုနော် ကျွက်တွေကတော့နေရာပြောင်းဖို့စိတ်မကူးကြပါဘူး။ဒါနဲ့ပဲခိုင်ရဲ့အိမ်မှာကြောင်အဖြူလေးတွေ့တော့တောင်းလိုက်တာပေါ့။ကြောင်ကလေးဟာငယ်သေးတော့ကျွက်ခုတ်တက်အောင်မှမဟုတ်ဘူးပေါ့။ဒီတော့ကျွက်တွေကြောင်အနှံ့ရလို့ကြောက်ရုံပဲပေါ့။ကြောင်ကလေးကြောင်အတီမှာပါနာတိပါတာကံမထိုက်နိုင်ပါဘူးပေါ့လေ။ဒီလိုပဲကိုဟာကိုသီလမကျိုးပါဘူးလို့စွတ်လင်ညာပြီးခေါ်လာခဲ့တာ။ စိတ်ထဲမှာမယုံမယဲမျောလင့်တဲ့မြင်ကွင်းလေးတွေကတော့ Tom and Jerry ကတော့ရုပ်ရှင်တွေကကြောင်ကြီး Tom နဲ့ကြွက်ကလေး Jerry ရဲ့ပြေးတမ်းလိုက်တန်းကစားကွက်ကလေးတွေပေါ်သမီးရယ်ဘယ်သူမှထိခိုက်နစ်နာမှုမရှိကြဘူးမဟုတ်လားပြောစရာကြီးလေဒါပေမဲ့ကဘာဦးအစကတည်းကကြောင်ဆိုတာကြွက်ခုတ်တက်တာဗီဇာနဲ့ဒူဘိုင်ရယ်အိမ်ရောက်လို့24နာရီတောင်မပြည့်သေးဘူးအဲ့ဒီသေးသေးကလေးဟာကြွက်ဖမ်းဖို့စူးစမ်းတော့တာပဲ 48နာရီမပြည့်ခင်ကြွရကောင်မိသွားပါလိမ့်ရောဖះဖះအန်ဒီကသွေးကြောင်ပြီးဖះတမျက်နာလွဲနေတဲ့အချိန်မှာအန်ဒီနွယ်ကလိုအပ်သည်များကိုဆက်လက်ဆောင်ရွက်သွားတာပေါ့လေအဲ့ဒီကြွက်ကလေးကြောင်ရဲ့ပါဇက်ထဲကလွတ်သွားတဲ့အချိန်မှာ သွေးတန်ရဲရဲနဲ့ပဲသေနေပြီလားလွလွကြွကြွပဲထွက်ပြေးသွားနိုင်ခဲ့သလားအန်ဒီမသိဘူးတမီးရဲ့အန်ဒီနွယ်ကလည်းအန်ဒီကိုဘာမှမပြောဘဲထားခဲ့တာလေအမေအခုတော့ဖြစ် ကျွတ်တီငိမ့်လို့ဘာသာမှတော့မကြားရဘူး။အကြောင်းကလေးကလည်းလက်လက်တောက်စော်ကစားလို့ဝရန်ဒါဘက်ကိုလှစ်ခနဲလှစ်ခနဲပြေးပြေးသွားလို့လိုက်လိုက်ထိန်းရတာအမောကျွတ်တွေဟာရေကြီးရမျက်လူရဘဝလုံးကျုံအနည်းငယ်ကင်းရကိုတစားတစားပြေးကြပြီထင်ပါရဲ့။လွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်ကစပြီးကမ္ဘာအနှံ့လူသိများလာတဲ့အယ်လ်နီညိုဆိုတဲ့ရေစီးကြောင်းတစ်ခုအကြောင်းသမီးကြားဖို့မှာပေါ့။ အဲ့ဒီနာမည်ကြီးအယ်လ်နီညိုဟာအန်တီတိုက်ခန်းကကြွတ်တွေနဲ့ဆက်ဆက်မှုရှိကောင်းရှိနိုင်တယ်လို့တော့သမီးတစ်ခါမှတွေးကြည့်ဖို့မှမဟုတ်ဘူးနော်အယ်လ်နီညိုဆိုတဲ့ရေစီကြောင်းတစ်ခုကိုတဘောဝသိပ္ပံပညာရှင်တွေသတိထားမိလာတာနှစ်ပေါင်း100ကျော်ခဲ့ပါပြီအယ်လ်နီညိုရဲ့အထိပ္ပယ်ကတော့လူကလေးတဲ့ကြောက်စရာကောင်းတဲ့မွေးကင်းစကလေးတဲ့စပိန်စကားပြောတဲ့ငါးဖန်သမားတအူးကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကပေးခဲ့တဲ့နာမည်ဆိုပဲ။ ်အယ်နီညိုကြောင့်တချို့နိုင်ငံတွေလေမုန်တိုင်းတိုက်တချို့နိုင်ငံတွေမိုးကြီးပြီးရေရေရှမ်းတချို့နိုင်ငံတွေမှာပူပြင်းလျှောက်တွေ့ပြီးလူတွေအသက်သေးအဲ့ဒီအဖြစ်တွေဖြစ်နေကြတာတစုံတစားတော့သမီးကြားဖူးပါတယ်အပူလိုင်းတို့အေးလိုင်းတို့ဖြတ်သွားတယ်ဘာညာဆိုတာတွေရောပေါ့အယ်နီညိုဟာခရစ်စမတ်အချိန်ပတ်ဝန်းကျင်မှာ၄၅နှစ်တခါသို့မဟုတ်၈နှစ်မှာတခါဖြစ်လေဖြစ်တာရှိတယ်တခါဖြစ်ရင်17လကနေ17လလောက်ပဲကြာတတ်တဲ့ရည်စည်းကြောင်းတစ်ခုပေါ့ အီကွေဒေါ်နဲ့ပီရူကမ်းခြေပင်လယ်သမုဒ္ဒရာမျက်နှာပြင် အပူချိန်မြင့်လာပြီးကုန်းတဲလေးဥတီလမ်းကြောင်းတွေပြောင်းကုန်တဲ့အခါအရှိလေးတွေအနောက်လေးတွေအနီးအထောက်လွဲကုန်တဲ့အခါမှာဖြစ်ပေါ်လာတတ်တဲ့စီကြောင်းတစ်ခုဆိုပါတော့အဲ့ဒီပြောင်းလဲမှုလေးဟာဟိုစင်တုံးကတိမ်မွေလုံးလို့တိတ်မထင်ရှားလူသိမများခဲ့ဘူးနေပေါင်းတရာကျော်သာကြာလာခဲ့တယ်။ El Niño ဆိုတဲ့လူကလေးရဲ့နာမည်ဆိုဟာတိတ်မကျော်ကြားခဲ့ဘူး တို့ကြောင့်ပင်လေထဲမှာငါဖမ်းရခတ်သွားတာငါအယနေသွားတာဟာလေတိတ်မတိသားခဲ့ဘူးတဲ့။ဒါပေမဲ့1986ခုနှစ်ကစပြီးအယ်နီညိုဖြစ်ပေါ်လို့ဟာပိုးပိုပြီးစိတ်လာ သူ့ရဲ့ပြင်အားက ပိုပြီးညားလာတဲ့1982ကနေ83မှာပေါ်ပေါက်လာတဲ့အယ်နီညိုကြောင့်ပစိဖိတ်အီကွေတာမှာရှိတဲ့ဂါလာပါဂေါ့စ်ကျွန်းစုမှာငှက်မျိုးစုတချို့မျိုးတုံးလုံးမတက်ဖြစ်ခဲ့တဲ့ တင်ကြီးငှက်တွေအသေးအပြောင်များပင်ခွင်းငှက်တွေအသေးအပြောင်များလာလိုက်တာ15နှစ်လောက်ကြာမှငโกပုံမှန်ဥယျာဉ်ကိုပြန်ရောက်တယ်တဲ့ပင်လယ်ဖွတ်တမျိုးစားသုံးနေတယ်ပင်လယ်ဖွတ်တမျိုးစားသုံးနေတဲ့အစိမ်းရောင်ရေညှိတွေနေရာမှာစားလို့မရတဲ့အနီရောင်ရေညှိမျိုးတွေရောက်လာတော့ဖွတ်တွေငတ်ကုန်တာလဲအန်တီဖက်ခဲ့ရတယ်အဲ့ဒါကပင်လယ်ကမ်းခြေတဝိုက်ကဒုက္ခပေါ့သမုတ်တရားနဲ့ဝေယာကုန်မြန်ပိုင်းတွေကြတော့လေဒုက္ခတစ်မျိုးရောက်ပြန်ရော မိုးရေမကြုံစဖူးတဲတဲထန်ထန်ရွာပြီးမိုးရေချိန်နဲ့အရင်ထက်၆ဆလောက်မြင့်လာတဲ့။အဲ့ဒီတော့ဘာဖြစ်လဲဆိုတော့တချို့ရှောက်တွေ့တောင်ကုန်းတွေမှာမြက်ခင်းကပလာတွေနေချင်းညချင်းပေါ်လာတဲ့။အပင်မျိုးစုံစိမ့်လန်းဆူပြေလာတဲ့။အဲ့ဒီလိုတာမန်ထက်ထူးကဲစွာပြောင်းလဲကုန်တဲ့ရာသီပတ်ဝန်းကျင်အနေအထားတွေကြောင့်ပဲပေါ့။တချို့သရဝရီမျိုးတုံးကုန်တဲ့တစ်ချိန်တည်းမှာပဲတချို့သရဝရီမတန်တဆ ပွားလာတော့တာပဲအဲ့ဒီမတန်တဆောက်ပွားတဲ့အကောင်ပလောင်တွေထဲမှာရင်ကောင်မျိုးတွေနဲ့ကြွက်တွေပါပါတာပေါ့1998ခုနှစ်ဩဂတ်စ်လမှာဖြစ်ပေါ်ခဲ့တဲ့ El Nino ကြောင့်ရှီလီနိုင်ငံရဲ့ကျွတ်အကောင်ဥယျာဉ်မတန်တဆပွားလာတယ်လို့ပြောရင်တမိယုံနိုင်မယ်မထင်ဘူး။ဘာဆိုင်လို့လဲလို့မျက်မှောင်ကြုံမိလိမ့်မယ်။မိုးကြီးပြီးဆိုးဆိုးအိုက်ပြုတ်တဲ့အခါအပင်တွေအညံ့တွေပေါက်တာများလာသလိုဝါးပင်တွေမှာအဆို့တွေပေါက်လာတာ ပန်းပွင့်ပွင့်နာရီများလာမယ်။အဲ့ဒီအပင်ပေါ်မှာအစာအာဟာရမိခိုနေတဲ့ကြွက်တွေဟာအာရပါရမျိုးပွားကုန်တာပေါ့သမီးရဲ့။ကြွက်တွေများလာတဲ့အခါကြွက်ကသဲဆောင်တဲ့ယောဂပိုးမွားတွေကြောင့်လူတွေဘေးဒုက္ခကပ်စိုက်ကုန်တော်တာပဲပေါ့နော်။ အယ်နီညိုကြောင့်ရေလွှမ်းမိုးခံရတဲ့နိုင်ငံတွေထဲမှာအာဖရိကကအထင်အရှားပါပဲ။ဆိုမာလီယာမှာ1998ဝန်းကျင်လောက်ကလူထောင်နဲ့ရှိပြီးသေးတယ်။တိရိစ္ဆာန်တွေထောင်ပေါင်းနဲ့ရှိပြီးသေချေပျက်စီးကုန်တယ်။ရေလွတ်တဲ့ကုန်းမြင့်ဒေသတည်တည်ကလေးတွေကိုလူတွေတွေ့ကက်နေကြရတဲ့ဖြစ်ရှင်တော့လူတွေလိုပဲရေလွတ်ရာကိုတွေးယူတွေးတန်းရှောက်ခွေခလုံးကြတဲ့ခွေးတွေကလည်းကုန်းမြေကိုလူတော့လူနဲ့ခွေးနဲ့နေရာလူရာကဖြစ်ပေါ်တဲ့ တိုက်ပွဲကြီးတွေဟာတောက်ခမန့်လီလီပေါ်ဟီနာဆိုတဲ့ခွေးတမျိုးကိုတမီရောအန်တီရောအပြစ်မှမမြင်ဘူးပါဘူးသူတို့ကအာဖရိကဒေသမှာနေထိုင်ကြဆားကြတာကိုဒါပေမဲ့အန်တီတို့သူတို့ကိုရုပ်ရှင်ထဲမှာမြင်ဘူးပါတယ်အထူးသဖြင့် Walt Disney Cartoon က Lion King မှာလေမူဖာစာနဲ့စင်ဘာရှင်သေးသားအဖကိုအကောက်ကျန်းတဲ့ရှင်သေးကြီး Scar ရဲ့နောက်လိုက်နောက်ပါခွေးတွေလေ ။သမီးကတော့အဲ့ဒါဘာကောင်တွေလဲအန်တီလို့မေးခဲ့ဘူးလို့အန်တီကမြမနာမည်နဲ့မဖြေတက်ခဲ့ဘူးလေ။ခွေးတစ်မျိုးမှန်းသာတီးပြီးဘာခွေးလဲလို့မပြောတက်ခဲ့ဘူး။ပိုပေါ်မှာအပြောက်အကြားတွေနဲ့ခွေးတစ်မျိုးပဲ။အသေးကောင်တွေကိုစားတက်တဲ့ခွေးလို့ပဲအန်တီဖြေခဲ့တယ်ထင်ပါရဲ့။အကောင်ပလောင်ပေါက်ဖွားနှုံညားတဲ့အခါဗိုင်းရပ„စ်ပိုးတွေလည်းပြန်ပွားလာတယ်။အဲဒါကြောင့်အပူပိုင်းဒေသနိုင်ငံတွေမှာလူတွေတေကြတယ်။ အလောင်းတွေကိုလင်းနာတွေတော့မစားနိုင်ဘူးဆိုပဲအသေးကောင်တွေပြန်ကျဲလို့တဲ့ဒါနဲ့စကားဆက်လို့ပြောရအောင်မယ်သူတို့စီကရာတီဥရုဆိုင်ရာသိပ္ပံပညာရှင်ကြီးတွေကလည်းသူစီကဘောလုံးပွဲလောင်းတဲ့သူတွေလိုပဲအပြောရင်အလောင်းကစားလုပ်တဲ့အကြောင်းအမှတ်မထင်သိလိုက်ရလို့အန်တီရီမိသေးတယ်1990ညရာတီလောက်တုန်းကတဲ့ဂျင်းဟင်ဆန်ဆိုတဲ့သိပ္ပံပညာရှင်ကသူ့လုပ်ဖို့ကိန်းဘက်တွေကိုပြောတဲ့ အခုဆယ်စုနှစ်အစပိုင်း၃နှစ်အတွင်းမှာကမ္ဘာအပူချိန်အမြင့်ဆုံးဆန်းချိန်ကိုရောက်လာမယ်။အဲ့ဒါကို လက်ခံကြလား။ကျုံနဲ့လောင်းဝင်သူရှိရင်လောင်းကြစမ်းလို့ပြောတဲ့ဒေါ်လာတရားကြီးတဲ့ကွယ်။သူစကားကိုကြားသူတွေသူ့အပေါင်းအသင်းတွေကပညာရှင်တယောက်ပဲသူနဲ့လောင်းချီထက်ခဲ့တယ်။1992ခုနှစ်ရောက်တော့အဲ့ဒီပညာရှင်ဟာဒေါ်လာ100လောင်းချိတ်ကိုဟင်ဆန်ကိုပေးလိုက်ရရောတဲ့ ရာသီဥတုကူများနော်မနေနိုင်မထိုင်နိုင်ခန့်မှန်းပြီးလောင်းနေကြသေးတယ်။ပညာမာနခေါ်မလားပဲ။အန်တီတို့များဖြင့်ရာသီဥတုကိုမဆိုထားနဲ့၊သူများကန်တဲ့ဘောလုံးပွဲကိုမဆိုထားနဲ့၊ကိုယ်စိတ်ကိုယ်တော်မလောင်းရဲပါဘူး။ရှုံးမှဆိုလို့လေ။အပြောင်းအလဲဆိုတာဖြစ်ပြက်နေကြသဘာဝပဲမဟုတ်လား။ဒါနဲ့ရာသီဥတုပူနွေးလာတာနဲ့ပတ်သက်တဲ့ထူးထူးခြားခြားဖြစ်ရအကြောင်းပြောပြရအောင်မယ်။ 1992ခုနှစ်နွေရာသီတုန်းကပေါ့ဂျာမန်လူမျိုးခီးသွားဇနီးမောင်နှံနှစ်ယောက်ဟာအီတလီနဲ့ဩစတီးယားနယ်စပ်မှာတောင်တက်ခီးအတွက်ရှေးဆန့်ခဲ့ကြတယ်။နင်းတွေဖုံးလွှမ်းနေတဲ့ကျောင်းဆောင်တွေကိုတက်ရတာတော်တော်စိတ်ဝင်စားစရာကောင်းမှအမှန်ပဲ။အီရက်တောင်ကိုတက်ဖို့စိတ်ကူးရင်ခဲ့သူတွေဟာအီရက်တောင်ထက်နေမိတရလွဲတဲ့နင်းဖုံးရေခဲတောင်တွေနဲ့အစာပြိုးနေကျင်ကြတဲ့သမီးရဲ့ အဲ့ဒီလင်းမယားလဲအဲ့ဒီဤရွယ်ချက်ရှိခြင်းရှိနေမှာပေါ့သူတို့ရဲ့တောင်စင်းခရီးမှာမမျောလင်းပဲရေခဲပုံကြောက်တောင်ကြားထဲမှာကိုအထက်ပိုင်းတပိုင်းတစပေါ်ထွက်နေတဲ့လူသေးလောင်းတစ်ခုကိုသွားတွေ့တယ်။ရေခဲလွာတဲ့ကလူသေးလောင်းတစ်ခုမှန်းတဲကွဲသွားတဲ့အခါသူတို့ကစခန်းကိုပြန်ပြီးအကြောင်းကြားစခန်းကတဆင့်ရဲအဖွဲအဲဒီကနေမှုခင်းဆရာဝန်ရှီဟောင်းသူတေသနာပညာရှင်စသဖြင့်အစင်းစင်အလုံးချုပ်သွားပါလိမ့်ရော ဒီကိဖြစ်နေတဲ့အလောင်းကိုသူတို့အားလုံးအပြင်ရောက်အောင်ထုတ်ယူဖို့ကြိုးစားကြတာ၄ရက်ကြာရောဆိုပါတော့ကန်ဆိုးရှာတဲ့တောင်တသမားတယောက်လွန်ခဲ့တဲ့ဆယ်စုနှစ်အနည်းငယ်ကမတော်တဆတည်ဆုံးခဲ့တာဖြစ်မယ်လို့မှန်းဆရင်ရေခဲခွဲပစိန်တွေစကီးစီးတဲ့တုံချောင်းတွေသုံးပြီးခက်ခက်ခဲခဲတူးဆွားလိုက်တာနောက်ဆုံးတော့အောင်မြင်သွားရောလောလောချွတ်ထုတ်ယူပြီးသွားတဲ့အလောင်းကိုကြည့်ပြီးခံမှန်းကြည့်လိုက်တော့ဆယ်စုနှစ်အနည်းငယ်ကတည်ခဲ့တဲ့အလောင်းမဟုတ်ပဲ ရာစုနှစ်ပေါင်းများစွာကတည်ခဲ့တဲ့အလောင်းဖြစ်နေတာတွေ့ရကြတဲ့အဲ့ဒီအလောင်းဟာရှေးခေတ်အီဂျစ်မမ်မီရုပ်အလောင်းတွေလိုပဲရှောက်တွေ့နေခဲ့တယ်။ရှေးဟောင်းသူတေသနာပညာရှင်တွေနဲ့ငူကင်းဆရာဝန်ပူပေါင်းပြီးစမ်းသပ်မှုတွေလုပ်ကြည့်ကြတယ်။ကာဗွန်စစ်ဆေးနီးအပါအဝင်ပေါ်အဲ့ဒီကာလပဝင်းချင်းကကမ္ဘာတဝန်းကရုပ်မြင်သံကြားတွေမှာဒီရေခဲလူအိုက်စမန်ရဲ့သတင်းတွေကြီးပဲပေါ့။ ဆန်ဒါစစ်စေးချက်တွေအရာသူတို့နောက်ဆုံးကောက်ချက်ချလိုက်တာကတော့ဒီလူတွေအလောင်းဟာလွန်ခဲ့တဲ့နှစ်ပေါင်း9300လောက်ကတည်ဆုံးခဲ့တဲ့ခီးသွွားတူပဲတဲ့ကွအဲ့ဒီလူရဲ့ကိုခန္ဓာပေါ်မှာဆေးမင်းကြောင်းတွေတွေ့ရတဲ့အသက်25နှစ်ကနေ40အတွင်းဖြစ်တယ်တဲ့တောင်းတခီးမှာပင်မလို့ခဏနာရင်မိကနဲ့အိပ်ပျော်သွားပုံရပြီအဲ့ဒီကနေတည်ဆုံးသွားတာဖြစ်လိမ့်မယ်တဲ့တောင်မော်က86တွေ့တဲ့လေအောင်မှာအလောင်းဟာမပုံမတော့တီးရှိနေရက တလွာပြီးတလွာဖုံးလွှမ်းလာတဲ့နှင်းထုတွေကြောင့်မာကျော်ကျလစ်လာပြီးတော့ရေခဲပြန်ဘဝကို ရောက်ရှိသွားတာလို့ခံမှန်းအဖြစ်ထုတ်ကြတယ်။ဆိုတော့အဲ့ဒီရေခဲလူဟာထောင်စုံးနှစ်၅ခုတောင်ရေခဲဖြစ်နေခဲ့တာပေါ့နော်။အဲ့ဒီလိုကာလကြာချိန်ရေခဲဖြစ်နေတဲ့အလောင်းကြီးဟာအခု1990ခုနှစ်မှာဘာဖြစ်လို့တစုံတစအပေါ်ထိုးထွက်လာသလဲ။တွေးရှိမှုတွေရဲ့နောက်ဆက်တွဲပြဿနာတွေကတော့ ဘာကြောင့်ယုတိရဲ့ထိုးထွက်ပေါ်လာသလဲဆိုရဲမေးခွန်းတွေပါပဲ။ရာသီဥတုသိပ္ပံပညာရှင်တွေရဲ့အဖြေဟာတတော်ဆိုးရင်တုံ့လုံးစရာကောင်းတဲ့သမီးကြီး။ကဘာကြီးပူနွေးလာတာရာသီဥတုတွေယုတိရဲ့ဖောက်ပြန်လာတာအဲ့ဒီအကျိုးဆက်တွေကြောင့်ရေခဲလူရှိနေတဲ့ရေခဲပြင်ကြီးဟာကဘာတဝန်းကရေခဲတောင်တွေလိုပဲအေးပျော်လာပါလိမ့်ရောတဲ့။ဒဇဒဇအေးပျော်ရာကနေပြီးအလောင်းကိုထိမ့်သိမ့်ပေးထားတဲ့အရှိအနေတွေရော့ပါကုန်တဲ့အခါနောက်ဆုံးတော့ ယုတ်တရက်မြင့်တက်လာတဲ့ပဝင်းရှင်အပူချိန်ကြောင့်ဒီလိုမြင့်နေပြန်ပေါ်အဆုံးထွက်လာခဲ့တာပါပဲတဲ့အဲ့ဒီရေကဲလူပေါ်လာတဲ့အဖြစ်အပျက်ကရောအယ်နီညိုဖြစ်ပေါ်စေတဲ့အရှိကအကြောင်းအရင်းနဲ့ဆက်သွယ်မနေပေဘူးလားနေရလာရဲ့မိုးရဲ့အဲ့ဒီသဘာဝတွေလွန်ကဲလာတဲ့အခါသဘာဝဘေးအန္တရာယ်တွေပေါ်ပေါက်လာတာပေါ့ဒါပေမဲ့တို့ လူသားတွေပျော့ပျော့နေကြတဲ့သဘာဝဘေးအန္တရာယ်ဆိုတာက အရင်စစ်တော့လူသားတွေလုတ်ခဲလို့အကျိုးဆက်ဖြစ်လာရတာပါ ။တဘာဝဟာလူသားကိုဘယ်တော့မှမလှည့်စားဘူး။တို့လူသားတွေကသာကိုကိုကိုလှည့်စားခဲ့ကြတာပဲ။ရူဆိုရဲ့ email ဆိုတဲ့စာအုပ်ထဲကစာကြောင်းတစ်ကြောင်းကို အနီဖတ်တဲ့ဆော့ဆော့ကစာအုပ်ထဲမှာကိုးကားထားတယ်။အိုဆုံးကပေါ့လို့ခင်းအောင်ရောင်ကြီးတွေကမ္ဘာလေတို့ atmosphere တွေကိုတိုက်ရောက်ရောက်လာတာကမ္ဘာအပူချိန်တွေ မြင့်လာတာသမုဒ္ဒရာရေစီးကြောင်းတွေပြောင်းကုန်တာဂုံတဲ့လေတွေမတိုက်ခတ်နိုင်လို့အရှိလေတွေအနောက်လေတွေဥတီယာပြောင်းကုန်တာ ဒါရီအလုံးဟာအဓိကအဖြစ် တို့လူသားတွေကြောင့်ပါပဲတတော်တွေပြုံးတီးအောင်ဘယ်သူလုပ်တယ်လဲတောက်သုံးရီတွေတောက်ရီသုံးရီတွေမတန့်ရှင်းအောင်ဘယ်သူလုပ်တယ်လဲမြေရှောင်းအင်းရင်တွေပင်လယ်တွေညစ်ညမ်းအောင်ဘယ်သူလုပ်တယ်လဲကဘာကြီးတစ်ခုလုံးဖမ်းလောင်းအိမ်အကျိုးဆက် greenhouse effect ဖြစ်အောင်ဘယ်သူလုပ်တယ်လဲတခြားသောပဝန်းကျင်ဆိုင်ရာပြောင်းလဲမှုတွေကကိုနဲ့မဆိုင်သလိုလစ်လူရှုနေလို့ရပါမယ် ကိုနဲ့မဆိုင်သလိုလေးလူရှုနေလို့ရပါမယ်ရှင်တွေပေါနေတာကြွက်တီပေါနေတာကောက်ပဲသီးနှံတွေဈေးတက်ကုန်တာအဲ့ဒါတွေကတော့သမီးတို့အန်တီတို့ဘလို့မှလေးလူရှုလို့မရဘူးပေါ့တော်ပါသေးရဲ့အယ်နီညိုဆိုတဲ့ကလေးစိုးကလေးကမြန်မာနိုင်ငံကိုတခြားအင်ဂျင်နိုင်ငံတွေလောက်ဒုက္ခမပေးသေးပေလို့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တော်မှာ1998ခုနှစ်ကနေမွန်တဲချင်းဝင်းကျင်တွေမှာတမျိုးလုံးမှောင်ရိပ်တန်းသွောက်အောင်မိခိုးမိုင်းတွေညူကိုးတွေတဲလာတာ ်အယ်နီညိုပဲပေါ့မလေးရှားဘော်နီယိုကျွန်းကဆာရာဝတ်ဒေသမှာလဲလေးတို့ညဉ့်ညမ်းမှုဟာအမြင့်ဆုံးရောက်ခဲ့တယ်စီကရက်တနည်းအလေးချစ်စေကနေအလေးတရာအတွင်းတောက်နေသလိုညီမျှတဲ့မိကိုမိုင်းတွေနဲ့ပြည့်နေခဲ့တယ်ဆိုပဲလူဒီချင်းတို့မျာလုံးလို့အเจ้าတွေလေစိတ်တွေပိတ်တောင်ထားရတဲ့အဲ့ဒီ1998ခုနှစ်မှာပဲအမေရိကန်ပြည်ထောင်စုရဲ့ New England ဒေသတဝိုက်နဲ့ New York ပြည်နယ်တဝိုက်မှာ နှင်းမုံတိုင်းတွေတဲတဲထန်ထန်တိုက်ခတ်လို့တစ်ပင်တွေအမြင့်ကကျုပ်ကုန်းတာအဲ့ဒါလေဒီအယ်နီညိုကြောင့်ပဲပေါ့မျက်စစ်ဓာတ်တွေပြက်ကုန်လို့ဓာတ်စီဆိုင်တွေမှာဓာတ်စီပန့်တွေအလုံးမလုံးတော့လို့ကားတွေဒုက္ခရောက်လူတွေအေးဒဏ်ကောက်ကွဲဖို့မီးတွေမှွေးချအလင်းရောင်အတွက်ဖျောင်းနိုင်တွေဘက်တရီတွေတုံးချအမလီအဲ့ဒါတွေနဲ့အတူတနေ့တနေ့တင်းလို့ဟာကြောက်ခမန်းလီလီဆိုပဲဒုံနိုင်ငံကတော့ကံကောင်းနေသေးလေရဲ့ဓာတ်တွေအလုံးအယ်နီညိုကြောင့်ပေါ့သမီးရဲ့ ကလျာမဂဇင်း2000ဇူလိုင်။ဟုတ်ကဲ့အခုမိတ်ဆွေတို့နားဆင်ခဲ့ကြရတာကတော့ဆရာမကျူးရေးသားထားသောကျမရှိသောနိုင်ငံဆောက်ထဲကအခန်း3 El Nino ဆိုတဲ့အခန်းလေးပဲဖြစ်ပါတယ်။ဒါဆိုအခန်း1ကဘာအကြောင်းလဲမှတ်မိကြလား။အခန်း2ကဘာအကြောင်းလဲမှတ်မိကြလား။ Okay အခန်း1ကတော့ ရေရေရေဆိုပြီးတော့ရေအကြောင်းလေးကိုပြောပြထားတာပဲဖြစ်ပါတယ်အခန်းနှစ်ကတော့ပိုးသက်စေးနဲ့ပိုးအခမ်းမဲဖြစ်ပါတယ်အခုတတိယအခမ်းအယ်နီညိုမှာတော့ဒီရာသီဥတုအယ်နီညိုနဲ့ပတ်သက်ပြီးတော့ဘဟုသုတတွေရရှိသွားမယ်လို့ကျွန်တော်ယူဆပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအယ်နီညိုနဲ့ပတ်သက်ပြီးတော့အရင်တုန်းကကာကရဏတသေးရှာရှာမသိခဲ့ပေမဲ့အခုဆရာမရေးသားထားတဲ့စာအုပ်ကိုဖတ်ပြီးတဲ့နောက်မှာတော့ကျွန်တော်အတွက်အသိပညာဘဟုသုတတွေတိုးပွားရပါတယ်မိတ်ဆွေတို့လည်းဒီလိုပဲလို့ကျွန်တော်ယူဆပါတယ်ဟုတ်ကဲ့ နားဆင်ပေးနေကြတဲ့သောတာရှင်တို့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်ထပ်အပိုင်းလေးမှာပြန်လည်ဆုံတွေ့ပါမယ်နော်။